အဲ့တော့ဒီနေ့ကတော့ဒါမှမဟုတ် energy ကောင်းဖို့အတွက်ပေါ့မာ energy ကောင်းဖို့လိုအပ်တာပေါ့ energy energy ဟုတ်တယ် energy အဲ့ဒါတော့ပေါ့မြေ ENER ဝိုင်း ENER ဆက်ချီကိုရင်းငါတတ်တယ်အဲ့တော့ energy ပြီးတော့ဘာလုပ်ရမလဲလောက energy balance ဒီဗီဒီယိုမေးနေတယ် energy balance ဖြစ်ဖို့တဲ့ tips လေးလောင်းဝယူလာပါပေါ့။ဆိုတော့အဲတော်တော်များများအခုချိန်ကျတော့လူတွေအရင်တော့ energy ဆိုတဲ့အကြောင်းအလောက်ကြီးမပြောဘူးပေါ့နော်။ခန္ဓာကိုယ်ကြန့်ခိုင်ဖို့ဆိုတာပြောတယ်။စိတ်ချမ်းသာဖို့ဆိုတာပြောတယ်။ဒါပေမဲ့အဲ့နှစ်ခုရဲ့ပေါင်းစပ်မှုကလောင်းတော့ energy ရအရင်အရေးကြီးရပေါ့။အဲ့လုံးတစ်ခုခုလုံးလို့ရှင်လေဒီအလုံးလောက်တာချင်းတူတူတောင်မှလူတွေက energy ပိုကောင်းတဲ့သူကိုကြိုက်ကြတယ်။အဲ့ဒီလူနဲ့စကားပြောရကမှဟာငါသူ့ energy ကိုသဘောကျတယ်ပေါ့နော်။ခွန်အားရလာ။သူနဲ့နေရကိုယ့်အတွက်ဟိုလှုံ့ဆော်မှုတစ်ခုဖြစ်တယ်။ပို့ပြီးတော့အားရှိလာစေတဲ့အရာပေါ့နော်။အဲ့တော့လောင်းဒီမှာလဲဧည့်သည်နဲ့ဆွေးနွေးတဲ့အခါဒီမှာ ာဒီတော်တော်များများအနှမြာရှင်ရဲ့ energy လောင်းလို့ခံစားရတယ်လာတဲ့ဧည့်သည်တွေရဲ့သူတို့ကြွမ်းကျင်မှု feel ပေါ်မှုဒီသူတို့ energy လောင်းလို့ခံစားရတယ်ပေါ့နော်အဲ့လိုပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းပဲဟိုအလုံးလုံးတဲ့အချိန်မျိုးတွေဒါမှမဟုတ်ပညာသင်တဲ့အချိန်မျိုးဘယ်အချိန်မှမဆို energy ကအရန်လိုအပ်တယ်ဆိုတော့ energy က तू ကဟိုလုံးဝဖန်တီးတာကြီးဖြည့်စည်တာကြီးမရဘူး तू တောက်လျှောက်အသွင်ပြောင်းပြောင်းပြီးနေတာပေါ့နောက်လျှက်စစ်ဆိုလို့ရှိရင်လည်းဒီလျှက်စစ်ကနေပြီးတော့တခြား energy တစ်ခုပြောင်းတယ် energy က तू ကအမြဲတမ်းအဲတောက်လျှောက်တစ်ခုပြီးတစ်ခုပြောင်းနေတာဖြစ်တဲ့အတွက်ကိုကနေတစ်ခုကတစ်ခုပြောင်းလိုက်တဲ့ energy ကအရန် များကောင်းဖို့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ energy down တဲ့အချိန်တွေမှာလုံးဝအလုပ်လုပ်လို့မကောင်းဘူးပေါ့အ energy ကျသွားပြီဆိုရင် လူကလည်းဘာမှနေမကောင်းအောင်မလုပ်ထားဘဲနဲ့နေမကောင်းချင်တယ်လို့ဖြစ်လာတယ်။အော်စိတ်ကလည်းဘာမှအဆင်မပြေတာတွေမဖြစ်ဘဲနဲ့အလိုလိုနေရင်းကိုအဲမွန်းချက်လာတဲ့အရာတွေဖြစ်တတ်တယ်ဆိုတော့အခုကစ်ဆိုရင်လူတွေကဆိုရှယ်မီဒီယာသုံးတာဖြစ်တဲ့အတွက်အဲ့ဒီ energy ကအရန်ကိုထိခိုက်တာသိသားတယ်ပေါ့။ဟိုတော့ကျတော့လောင်းတို့တွေကအပန်းဖြေတယ်ဆိုတော့ကိုချစ်တဲ့သူတွေနဲ့ဂျကူးတကသွားတွေ့အဲကိုသိတဲ့သူတွေနဲ့ပဲတွေ့ရတယ်။ဒါပေမဲ့အခုခေတ်ရဲ့သဘာဝတည်းကိုလုပ်တဲ့အရာကိုကိုနဲ့မသိတဲ့သူကလည်းဝေဖန်တယ်။ကိုနဲ့သိတဲ့သူကလည်းဝေဖန်တယ်ဆိုတာမဖြစ်လာဘူးပေါ့နော်။ဆိုတော့အများကြီးကျယ်ပြန့်လာတဲ့အတွက်ကောင်းချိုးတွေကအများကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီနားမှာကိုကကိုယ့်ရဲ့ energy လေးကိုကောင်းအောင်လို့ထိန်းထားဖို့ကနည်းနည်းလေးခက်လာတယ်ဆိုတော့အဲ energy တစ်ခုကိုကောင်းအောင်လုပ်တဲ့အခါမှာအဓိကတော့ကိုကအရေးကြီးဆုံးပါပဲအဲ့တော့ကို energy ဆိုတာကံကောင်းနေမှာကိုကြိုက်တာရမှာကောင်းနေရတာမဟုတ်ဘူးဘလို့အခြေအနေမျိုးမှာမဆိုကိုကကိုရဲ့ energy ကိုဟိုကိုရဲ့သားသမီးလို့သဘောထားပြီးတော့စဉ်းစားမှမှဖြစ်အောင်ဝေးဖို့လိုပါတယ်ဆိုတော့လောင်းကဒီထဲမှာဒီ energy ကောင်းမှုတဲ့ tips လေးကိုယ်တိုင်းလည်းလုပ်မယ်နောက်ပြီးတော့လည်းကိုသိတာပြန်ပြီးမျှဝေတဲ့တကြောင်ဒါလေးကလည်းဟိုကြည့်တဲ့သူတွေတော့ positive energy လေးဖြစ်မယ်လို့ယူဆပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်တယ်လောင်းကပြောရမှာမာသတိထားမိတာလောင်းကဆရာ tips လေးမကြားရသေးခင်မ ်ပေါ့နော်ကိုကိုရိုင်းလည်းတစ်ခါတလေကြာရင်ဥမာအလုတ်ပင်မန်းလို့ပင်ခန္ဓာကိုယ်နှုံသွားတာတမျိုးနော်တစ်ခါလေးမှာ energy မင်းဖြစ်ပဲနေလေဘာဆိုဘာမှလှုပ်ချင်ကြရင်မရှိတော့တာချင်းချင်းအိုက်တန်နေဟုတ်ဟုတ်တယ်ပြင်းတာလည်းဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့အဲ့ချိန်မှာကွာငါဘာမှလှုပ်မလှုပ်ချင်တော့ဘာလားဆိုကိုစိတ်ကိုလေးဒါမှလှုပ်ပြီးတွေ့လာဥမာအဲ့လိုတွေးလိုက်မိအခိုက်တန်မျိုးရှိရအဲ့ဒါ energy down ဖြစ်သွားတာနော်ဟုတ်တယ်နော်ညီမလေးနော်ဟုတ်တယ်အဲ့ energy energy ရကြတော့ဘယ်လိုပြောဟိုလက်တော့ဟိုညီမလေးကပြောတာဟာဟိုတော့သူ့ကိုသူပြန်ပြောတယ်လမိုင်းကောင်လုံးကဒီပြောတာ energy ရဲ့သ ဘောကအဲကိုယ့်ရဲ့ကောင်းတဲ့ energy ကိုမွေးတာတော့ကောင်းတယ်ဒါပေမဲ့အမြဲတမ်းဆိုသလိုကိုကတစ်ချိန်လုံးမွေးနေရဆိုမဟုတ်သေးဘူးအဲ့ဒီ energy နဲ့ကိုယ်နဲ့မကိုက်တဲ့ပုံပေါက်တယ်ပေါ့နော်ဆိုတော့ကိုကဘယ်အချိန်မှမဆိုကိုယ့်ရဲ့ energy အဆင်ပြေဖို့အတွက်ကအမြဲတမ်းလုပ်တဲ့ allegiance တွေလိုတယ်အဲ့တော့လူတွေက energy ကိုကောင်းအောင်လုပ်တဲ့အခါမှာဒါသူတို့ပြောထားတဲ့အရာရဆိုလို့ရှိရင်ပေါ့နော်နံပါတ်၁ကလူတွေက routine တာဖြစ်မယ်ဆိုရင်သူတို့ energy ကောင်းမယ်လို့ယူဆတယ်တကယ်တော့ rhythm ကအရေးကြီးတာတဲ့ဆိုတော့အမြဲလုပ်နေတဲ့ဟာကိုလုပ်ရမှမနေ့မိုးလင်းလို့ဒါကိုလုပ်ရမှကောင်းတာရမို့မနေ့မိုးလင်းလို့ဒါမရရင်ရောကိုကဘာကိုလုပ်လိုက်လို့ရှိရင်ကို မကြီးကပုံမှန်တိုင်းဖြစ်မှာလဲပေါ့အဲ့တော့ကျွန်တော်တို့အလုံးလုံးရင်လဲကိုကဒီပစ္စည်းလောက်နဲ့လုံနေကြဒါပေမဲ့ဒီပစ္စည်းမရအောင်ဆိုတဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်အဲ့ဒီအချိန်မှာကိုကကိုရဲ့ကျွမ်းကျင်မှုကိုချလိုက်လို့မရအောင်ကို energy ချလို့မရအောင်ဖြစ်တဲ့အရာနဲ့အဆင်ပြေအောင်သွားရမယ်ပေါ့နော်ဆိုတော့နံပါတ်1ကတော့သူကဘာလို့ပြောလဲဆိုတော့အဓိကကိုရဲ့ energy အတွက်ကတဲ့ routine မဟုတ်ဘဲနဲ့ rhythm တစ်ခုလုပ်ဖို့လိုတယ်အဲ့ rhythm ဆိုတာတစ်နေ့ကို၃မျိုးလုပ်ရတယ်လူတစ်ယောက်ကတစ်နေ့မှာကိုလုံးနေကြမဟုတ်တဲ့အရာတစ်ခုလုပ်ရတယ်ကိုလုံးနေကြအရာတစ်ခုလုပ်ရတယ်ညရောက်လို့ရှင်ရင် ကိုဘာလုပ်ခဲ့လဲဆိုစဉ်းစားရတယ်။လူတယောက်ကတနေ့မှအဲ့သုံးခုမလုပ်ဘူးဆိုရင်သူ့ကိုယ်သူဘာလုပ်မှာမလဲ။ကိုလုံနေကြအရာလဲလုပ်ရမယ်။လုံနေကြအရာမဟုတ်ဘူး။တနေ့ကိုလုံနေရှာပြီးလုပ်နေ။လုံနေရမယ်။ပြီးညရောက်လို့ရှိရင်ငါဒီနေ့ဘာလုပ်ခဲ့တာလဲဆိုတော့အဖြေထုတ်နိုင်ရမယ်။အဲ့လိုအဖြေမထုတ်ဘဲနဲ့နေတိုင်းသွားနေမယ်ဆိုရင်နောက်ဆုံးလူတွေကိုယ့်ကိုယ်ဘာလုပ်လို့လုပ်မှာမသိတော့ဘူးလေ။အဲ့မှာငါဘာလုပ်တတ်နေရလဲ။ဟိုငါလုပ်တာဘာလို့မဖြစ်တာလဲ။ငါလုပ်တာဘယ်ဟာဖြစ်သွားလဲဆိုတော့ဘာမှအုံနောက်ကမသိရဘူး။ brain fog တည်းအဲ့ဖြစ်လာ။ကိုယ့်ကိုယ်ဘာလုပ်လို့လုပ်မှာမသိတော့ဘူး။တခါကျရင်ကိုယ်ကလုံနေရပြင်းမှန်းနေတယ်။ဒါပေမဲ့ဘာအဖြေမှမထွက်ဘူးဆိုတာဖြစ်တတ်တယ်ပေါ့နော်။အဲ့ တွက်သူတို့ကျွမ်းကျင်တဲ့သူတွေအကြံပေးထားတနည်း၃မျိုးရှိတာမှာနံပါတ်၁မနက်ပိုင်းကိုဆိုလို့ရှိရင်တဲ့ကို့အတွက် creative အဖြစ်ဆုံးအရာမနက်မှာပဲရအောင်လုပ်ပါတယ်။ဒါဆိုအခုကလူတွေကြတော့ညဘက်ပိုရောက်သွားတယ်။ဘာဖြစ်လို့လဲညဘက်မှာလောင်းတော့ social media တွေတွေ့ရတဲ့အတွက်အထူးဆန်းတွေကညမှာတွေ့တော့ဒါတွေကိုကိုကအဲ့ပုံမှာမှပြန်ဖန်တီးတာမျိုးဖြစ်တတ်တယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးစဉ်းစားမဲ့အချိန်ညအောင်မပေးပါနဲ့။ညအောင်အိတ်လိုက်ပေါ့နော်။ဆိုတော့မနက်မှာလောင်းကကို့တနည်းလုံးရဲ့ကို့တစ်ခါမှမလုပ်ဘူးတဲ့ creative အရာအားလုံးမနက်မှာပဲဆုံးဖြတ်ပါတဲ့။ဆိုတော့အဲ့လိုမနက်မှာဆုံးဖြတ်ပြီးတော့နေ့လယ်ရောက်လေလေလုံ ်နေကြတဲ့ပေါ်ပါတဲ့အရာကိုပို့လုပ်ပါတဲ့ဆိုတော့နေ့လည်နေကင်းမှာလူကပြင်းတတ်တဲ့အတွက်အဲ့ဒီအချိန်မှာ creative ဖြစ်လို့မရဘူးပေါ့နော်အအတင်းလုပ်ရင်တော့ရတယ်ဒါမှကြာတော့ကိုယ့်ရဲ့ energy ထိခိုက်တာပေါ့ဆိုတော့ no no ချင်းမှာကိုယ့်အတွက်အကြံကောင်းညံကောင်းတွေကိုလုပ်မယ်အလယ်မှာကြတော့ကိုကပုံမှန်လုပ်နေကြ regular လုပ်ဒါပေမဲ့ပေါ်ပါလို့ညရောက်လို့ရှင်တော့ကိုဒီနေ့နှစ်ခုလုံးလုပ်ခဲ့တဲ့ကဘာလုပ်ခဲ့လဲဆိုတော့သိချာစဉ်းစားပါအဲ့လိုစဉ်းစားလိုက်တော့မှစဉ်းစားလိုက်တဲ့အခါမှာအုံနောက်က အားလုံးလုတ်ပြီးပြီဆိုတော့တည်တဲ့အတွက်ပို့ပြီးအိတ်ဖို့အဆင်ပြေပါအဲ့လိုမဟုတ်ဘူးညမှဆိုရင်တညာလုံးစဉ်းစားရင်အိတ်မပြောတာထပ်ထပ်တွေးနေမှာညရောက်မှ creative တွေတအားဖြစ်လာအဲ့ဒါမျိုးဖြစ်တဲ့အတွက်ညရောက်ရင်ကိုယ်ကပြန်သတိပေးရမှာညသည်အိတ်ရမှာဖြစ်တဲ့အတွက်ဒီနေ့တော့ဘာလုတ်ပြီးပြီဆိုတော့ကို့အုံနောက်ကိုပြန်ပြောလိုက်တဲ့တော့အဲ့မှာအုံနောက်ကငါသည်ဒီနေ့မှာငါကျွမ်းကျင်တာရောမကျွမ်းကျင်တာရောအားလုံးလုတ်ပြီးသွားပြီဆိုတာဖြစ်တဲ့အတွက်အလင်းရောင်မှိန်လိုက်ပြီဆိုတာနဲ့ခန္ဓာကိုယ်ကဒီကိုယ့်ရဲ့အိတ်ဆက်ရမယ့်အနေအထားတစ်ခုနဲ့အိတ်ဆက်ရမယ့်အတွေးခေါ်တစ်ခုရောက်ပြီးအိတ်သွားရပေါ့ဒါကတနည်းတာ rhythm လို့အိတ်သုံးခုကအရင်ရေးချင်တယ်အုံနောက်ကိုလည်းဒီ rhythm မှန်အောင် ဟုတ်ကဲ့ပေါ့တတိမြေပေးနေဘူးလို့တာပေါ့နော်ဟုတ်တယ်ဟောကိုလုတ်တဲ့ဟာဒီချိန်ဆိုဒါလုတ်ရမယ်ဆိုအုံနောက်ကသူ့လိုလိုကြာလာလို့ရှင်ရင်ရှင်းသားရသွားမှာဟုတ်တယ်အုံနောက်ကလည်းတကယ်တော့စိတ်ဥတည်ဥလိုပဲခေါင်းထဲမှာဟုတ်တယ် तू က program လုတ် program တခု dot shop သူ့ဘာသူ train လုတ်ပေးနေတာဒါလေးညီမလေးလေးတိဖို့လိုတယ်ဟုတ်ပါမယ်တကယ်တော့အကိုလေးလာရမှာအကိုကရေးစားအကိုရတာမဟုတ်ပါဘူးကိုကိုလို slow ကိုကိုလို့မတူဘူးကွာအမြဲတည်းနေရပြောင်းပြန်ပြန်ပြီးတော့ကိုအမြဲတည်းမလုနားကုတ်တာတော့ဒီလိုကုတ်တယ်မလားအသစ်စားဖြစ်ရင်ကွာဒီလိုကုတ်တာ အဲ့လိုမတူအောင်ကုတ်တာအခုမနဲ့မှာကုတ်ပြီနော်လုံးမနဲ့ကုတ်ကုတ်တာဘာလို့ဒါဆိုငါဒီလိုကုတ်နေရဒီလိုမကုတ်ပါဘူးလူတန်းကုတ်တယ်အဲ့လိုတကယ်ကိုကြီးကဒီဖိုင်တယ်မလားရရကိုစဉ်းစားငါဒီနေ့ဒီလိုကုတ်ခဲ့ရလားလို့ငါကိစ္စမှာအလိုကုတ်အောင်ကုတ်တာဒါဟာသားနေနှောပြောတာအခုကမင်းဆိုရင် creative ဖြစ်တယ်ဘယ်လိုမျိုးဟိုမလုတ်ဖူးတာတွေဖန်တီးရမလဲဆိုမနဲ့ကိုတကယ်လုတ်တာအော်အဲ့မနဲ့ကိုမနဲ့ဆိုကုတ်တော့မနဲ့နေလာပြီပေါ့ ညနေ၄နာရီမနက်၄နာရီပေါ့ကွာအမေရိကမှာကြီးလာတာဆိုတော့လေအဲ့လိုမျိုးနေနေမြန်မာမှာပြောရင်နားထောင်လို့မဖြစ်ဘူးကွာဟုတ်တယ်ဟုတ်တယ်လောက်အင်္ဂလိပ်လိုပဲပြောတော့အမကတော့နားမလဲတော့နားပိတ်ထားတယ် And then ပြီးတော့ ် Just UMB နင်းနဲ့ငါသား page ပါလားအဲ့ဒါနံပါတ်1ကအဲ့ဒါလေးကိုတပတ်ရအောင်လုပ်ပေးပါတပတ်စက်တိုက်ရသွားပြီဆိုနောက်တပတ်လည်းအဆင်ပြေအဆင်ဖြစ်သွား weekend တစ်ခုရအောင်လုပ်ပေးအောင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ကိုအဲ့တော့တပတ်လုံးဝရသွားပြီဆိုအုံနောက်ကအဲ့ return နည်းနည်းတိသွားပြီသူ့အတွက်ပိုကောင်းတဲ့အတွက်သူ့ပိုးပြီးလုတ်ဖြစ်သွားမှာပေါ့နော်ဇလောင်းတော့ကို့အတွက်မကောင်းတာတောင်မှလုတ်ဖြစ်သေးတာပဲကောင်းတာတော့လုတ်ဖြစ်သွားမှာပါအဲ့နောက်ထပ်ဒုတိယအချက်ကအရေးကြီးဆုံးကဒုတိယအချက်ကဘာလဲဆိုတော့ကို့ရဲ့မေးကိုလုံးဝမကြော်ပါနဲ့အစားအသောက်လျှော့တဲ့ခင်ဖြစ်တဲ့အတွက်သူကဟိုဘဲဟာမဆိုအရန်စား ော့လည်းမကောင်းဘူးတအားရှော့လို့လည်းမကောင်းဘူးဖြစ်တဲ့အတွက်မနေ့စာလုံးဝမပြတ်စေပဲလည်းလုပ်ဖို့ပေါ့နော်အဲ့တော့အခုခေတ်ကတော့ fasting kit တွေတော့ဖြစ်လာဒါပေမဲ့အဲ့ fasting ကိုလည်းကိုယ့်ရဲ့ metabolism နဲ့ညီအောင်လုပ်ပြီးဖို့ပေါ့အဲ့တော့သူကဒီ regular လုပ်တဲ့ fasting တွေကကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့ဟိုတစ်ခါလေးမှဒီတိုင်းစားလိုက်ပြီးဒုံးကနေရက်ပစ်တာမျိုးဆိုရင်ခန္ဓာကိုယ်ကကိုယ့်ရဲ့ energy ရတဲ့ဟာကိုသူကအမြဲရတာမဟုတ်မသိတဲ့ခါကျများများပို့ပြီးစုတာမျိုးပို့ဖြစ်တတ်တယ်ဆိုတော့အဲဒီဒုတိယအချက်ကတော့အစားတောက်အရင်ရေးကြည့်ရအစားမစားထားတဲ့သူဘိုင်းမဝရတဲ့သူအာဟာရမပြည့်တဲ့သူကဘရောမ energy မကောင်းဟုတ်တယ်အဲ့လိ တော့လုံးဝတေးချာဖြစ်တဲ့အတွက်ဒါကတော့နံပါတ်1နေရာမှာသူကထားထားရပေါ့နော်ဆိုတော့အစားအသောက်ကိုလည်းလုံးဝကြော်လို့မရဘူးအဲ့ဒီထဲမှာမှာအခုကက်ကအစီအရန်ရှောင်တဲ့အတွက်ကြောင့်မလို့ကောင်းတဲ့အစီကိုတော့စားဖို့လိုတယ်ဆိုတာလေးကိုတော့လောင်းဝတိုက်တွန်းချင်တာပါ။နောက်ထပ်တတိယအချက်ကကြတော့ micro break ဖြစ်ပါတယ်။ micro break ပေါ့အဲ့တော့မနေ့ပိုင်းမှာလောင်းတို့က creative ဖြစ်တဲ့အရာတွေအကုန်လုံးကိုစဉ်းစားလိုက်တယ်။ကိုမလုပ်ဘူးတာတွေလုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်။ဘလို့လုပ်မလဲဆိုတော့တွေးပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါကိုလူတွေကတောက်ရှောင်မယံမနာကြီးလုပ်တော့တာ။ အဲ့မှာကိုကဘာဖြစ်သွားလဲဆိုကိုရဲ့ creative ကိုတအားချိန်ပေးပြီးလုံနေကြဟာမလုပ်တော့အဲ့လုံနေကြဟာညရောက်သွားညရောက်သွားအဲ့လိုဖြစ်တတ်တယ်ဆိုတော့အဲ့ဒီမှာကိုက creative ဖြစ်တဲ့အချိန်တခုပြီးသွားပြီနေ့လယ်ပိုင်းလောက်ရောက်ပြီကိုလုံးချင်တဲ့ဟာလေးတွေလုံနေကြဟာတွေလုံတော့မယ်ဆိုရင်ဂျားထဲမှာ micro break လေးလိုပါတယ်အဲ့ဒါလေးက5မိနစ်ကနေ10မိနစ်ပဲ ဆိုတော့ energy tax တစ်ခုကနေတစ်ခုပေါ့အလုပ်တစ်ခုကနေတစ်ခုပြောင်းလိုက်တဲ့အချိန်မျိုးမှာကိုယ့်အုံနောက်ကိုကိုက micro break လေးပေးဖို့လိုတယ်ပေါ့နော်အဲသူတို့ကတော့သူကဒီ macro energy ဆိုပြီးတော့ပြောရပေါ့ energy ခက်သေးသေးအဲ energy လေးကိုသူကသုံးပြီးတော့အဓိကအဲ့အချိန်မှာဘာလို့လဲဆိုတော့အကျောဆန့်အဲလူတွေအကျောဆန့်နေဆိုတဲ့အရာအများကြီး short တွက်ထားတာပေါ့အကျောဆန့်နေတော့ဘာမှမဆန့်လဲအလုပ်ဆိုတာလုပ်လို့ရဒါပေမဲ့ဆန့်ကြည့်လိုက်ပါဒီအုံနောက်မှာရှိတဲ့အာယုံကြော်လောင်းတော့အရာအားလုံးအာယုံခံစားပြီးနေရဘယ်ဟာမှမဆို sensitive ဖြစ်တယ်ဟိုကလောင်းတို့အလုပ်ဆိုရင် sensitivity မြင့်မှာပိုလုံးလို့ကောင်းဟိုမပြောနေမသိ ဘူးဆိုရင်ဒီလိုဆက်လုပ်လို့မရဘူး။ plan ကြီးလိုက်လို့တည်တယ်ပါဆို long sensitivity တွေကသူများအထက် over stimulate ဖြစ်တယ်။အဲ့ဒီတော့အထောင်လောင်းကပြန်ပြီး stable ဖြစ်အောင်ထိန်းနိုင်မှရေရှည်ကိုယ့်ရဲ့ငကို life မှာပို့ပြီးတော့ energy ကောင်းနိုင်တယ်ပေါ့နော်။ဆိုတော့ micro break လေးကတော့အကျောဆန့်မှာအသက်ရှူပါရေတောက်ပါအဲ့လောက်ပဲဘာမှမခက်ဘူး။ဒါပေမဲ့5 minute က10 minute ယူလို့ရတယ်။အဲ့ဒါကိုပုံမှန်ယူကြည့်ရင်9ရက်စက်တိုက်ကိုလေအဲ့ဒါကိုတေချာအချိန်ပေးပြီးယူကြည့်ရင်ကြံနေရတဲ့လုံးဝမတူဘူးတဲ့။ဆိုတော့ခန္ဓာကိုယ်တစ်ခုကနေတစ်ခုနားပြီးလုံးရတဲ့အတွက်ဘာပဲလုံးလုံး9 minute စက်နေနားပါပေါ့နော်။ ဒီလိုထပြီးလဲ5မိနစ်ပြန်ထိုင်ပြီးနားရေလေးတောက်ပြီးလဲ5မိနစ်ပြန်ထိုင်မလုတော့ပါနဲ့ကွာအားတော့ပြန်ပါတော့မှာအစီများတာနဲ့ပတ်သက်ပြီးပြောရအောင်အကြံပေးနေလို့ရှင်တော့တပတ်ကို salmon တဒုံးလောက်တော့စားတဲ့တတိယဟင်းဘယ်ကောင်းမွန်တဲ့အစီမျိုးပေါ့အဲရောက်ဈေးကြီးကြီးပြောတာမဟုတ်ဘူးလေဈေးတက်တာတဲ့ငါဟုတ်တယ်ဈေးတက်တာပါလေတက်တာအတုံးတိတိလေးတပုံးတော့တက်တာလည်းအခုကျွေးမှာပေါ့မဟုတ်တယ်ရရရအခုဝယ်ကျွေးမှာဆိုရှင်ပြေးတယ်ဟိုတကယ်တမ်းအာဟာရအရင်ကောင်းတဲ့အစီအဲ့အောင်ပါဝင်တယ်လေဟုတ်ပါအဲ့ဒါတော့ထောက်ခံပါတယ်အဲ့တော့နံပါတ်5အချက်ကကြတော့လောင်းတို့က move don't sit ပေါ့နော်သူကလှုပ်ပါမထိုင်နေပါဘူးထိုင်မနေနဲ့ထိုင်အဲ့ဆိုလောင်းလို့ဒီ show တွေဆိုလဲနောက်ပိုင်းမှာ style တွေပြောင်းလာတော့ရှောက်ထိုင်နေဆိုတာမရှိတော့ဟုတ်တယ်ဟုတ်ထားတယ်လှုပ်ရှားတယ်ခဏနေကိစ္စမှာလေးကိုဟမ်ကိစ္စကိစ္စအခုထားတယ်ထိုင်နေပေါ့နော်လူတွေ entertain လုပ်တဲ့အရာကအစားလောင်းတော့ဖြည်းဖြည်းချင်းပုံလေးပြောင်းလာပေါ့ဒါဒီအတော့ရှောက်ထိုင်ကြည့်ရတဲ့အရာမဟုတ်ထားပြီးကိုယ်တိုင်လှုပ်ရှားလို့ရတယ်ဒါကြောင့်လောင်းတို့ yoga segment တွေပါတယ်အခုစကားပြောနေတယ်အခု၄မျိုး၅မျိုးပြောင်းပြီးပါတယ်ဒီမှာလေးကတော့ကိုကြားကနားနေနေ stretch အဲ့ဒါကိုကအမြဲတမ်းကိုကိုကိုလုပ်နေတာပေါ့ဘလို့ဘလို့ stretching လုပ်နေတာပေါ့နော် okay ဟုတ်ပြန်ပြောပါဆက်ပြောပါ by the way by the way ah let let me continue yeah, let, let me continue now yes yes နောက်တစ်ခုကအရေးကြီးဆုံးချက်က energy boundary ဖြစ်ပါတယ်အဲ့ဒါကကိုနဲ့မတီးတဲ့သူတွေအလုပ်ခွင်တွေလုပ်နေရတဲ့အချိန်မှာကိုယ့်ရဲ့ energy ကို boundary ထားဖို့လိုတယ်ပေါ့နော်အဲ people pleasing အပိုင်းနဲ့ပတ်သက်လို့လူတွေကပြောရပေါ့အမြဲတမ်း people pleasing လုပ်ဖို့မလိုဘူးဆိုပေမဲ့လောင်းတော့လူအတိုင်းဝိုင်းမှာလူတွေ upset ဖြစ်တာတွေလုပ်လို့မရအောင် people pleasing လုပ်တယ်ဆိုတာဒါ basic ပဲအဲဆိုတော့ဟိုတတ်နိုင်တဲ့တော့ကိုကတော့တတ်တဖက်လူစိတ်ကျင်တဲ့အောင်လုပ်ပေးရမယ်ဆိုပေမဲ့ကိုလည်းစိတ်ကျင်တာဖို့လိုအပ်ပါတယ်အဲတနေ့မှာ၅ခုလောက်လုပ်ရတယ် အလုံးလောက်တာပြောရပါဦးဟုတ်ဟုတ်ကိုယ့်ရဲ့စိတ်ကြည်နှံမှုရရှိအောင်လုပ်လို့ပေါ့နော်အင်းအဲ့တော့တနေ့ငါးခုလောက်တယ်ဆိုလို့ရှိရင်ကိုက၄ခုလောက်ကကိုမနှစ်သက်ပဲအလျှော်ပေးနေရတယ်တစ်ခုလောက်ပဲကိုရရတယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ energy တဖြည်းဖြည်းမှ boundary ထိလာအောင်အဲ့တော့ကြာလာလို့ရှိရင်ကိုပေါ်မှာပို့ပြီးတော့အနာယူတာဖြစ်လာနိုင်တယ်ဆိုတော့ကိုကလည်းပြပြသားသားနဲ့ဒါဆိုတော့ဒီလောက်ပဲလုပ်မယ်ဆိုတော့ energy boundary ကိုထားဖို့လိုပါတယ်တဲ့ဆိုတော့အဲ့ဒီ energy boundary ကကြတော့ तू ကအဲဘယ်လိုမျိုးလဲဆိုတော့တနေ့မှ15မိနစ်လောက်ပေါ့ဒါကတော့အချိန်ရလို့ရှိရင်ပေါ့နော် ကိုကိုကိုနဲ့ပတ်သက်ပြီးတွေးပြတာ15မိနစ်တဲ့အဲ့တော့လောကစင်းစားလူတွေကကိုအလုပ်ကိုလုပ်တာပဲကိုကိုကိုတွေးမှာပေါ့နော်ဒါပေမဲ့15မိနစ်ဇက်တက် ငါဘာဖြစ်နေလဲငါဘာလုပ်ပေးရမလဲငါကငါဘာစီစဉ်ပေးရမလဲဆိုတာကိုဘယ်သူမှ15မိနစ်တောင်ရှောင်မတွေးဖြစ်ဒါပေမဲ့အဲ့ဒါကိုတွေးကြည့်လိုက်ပါအဲ့လိုတွေးကြည့်လိုက်ရင်တော်တော်များများတော့လောင်းလို့ကြုံနေရတဲ့ပြဿနာ anxiety နောက်ပြီးကိုကြုံရတဲ့အခက်အခဲတွေကအပြည့်ထွက်သွားနိုင်တယ်ဆိုတော့15မိနစ်လောက်ကိုတော့လုံးဝ me time နေနဲ့ကိုကိုကိုအချိန်ပေးတာ energy boundary ပါတဲ့ဆိုတော့အစလောင်းလို့တဲ့ energy boundary ဆိုတော့အာကောင်းမှုကိုမလုပ်ဘူး no ဒီလိုပြောရမျိုးတဲ့ ခဏထိုင်စဉ်းစားငါဒါတို့လုံးရမှာလားမလုပ်ဘူးလားလုံးဝငါဘာတွေရှင်းရမှာလဲအဲမလုပ်ဘူးဆိုငါဘလောက်ထိအဲတက်တာမလဲဘာအကျိုးရှိမှာအဲ့ဒါမျိုးကိုယ့်အတွက်ကိုလုံးဝမီတိုင်းကို24နာရီမှာ15မိနစ်ပဲကိုယ့်အတွက်ကိုတွေးပေးပါတယ်ဆိုတော့ဒါလေးကလောင်းလဲသဘောကျရတဲ့အထင်မှာပါပါတယ်တွေးပြတယ်ဒီမှာလေးရော တွေးစူးစားပြီးတွေးပြတာတခါကျကို့အလုပ်တွေမပြီးတာကိုတခါကျ6နှစ်လောက်ကြာတယ်ဟုတ်လားကိုထိုင်ပြီးတွေးမထားကိုတရားပဲပေါ့နော်ကိုเจ้าကိုပေါ့ကိုเจ้าကိုလုံးဝမပါမလားကို24နှစ်လောက်ဟာဘာဖြစ်နေလဲဘာလုပ်နေလဲပေါ့တွေးလိုက်မိုးချုပ်လိုက်မိုးလင်းလိုက်တွေးတာတွေးတာလုံးဝတားနေတာ just kidding အပြောချင်တာအကိုကအချက်အားလုံးနဲ့ပြည့်စုံတယ်ပေါ့အမှားအဲ့တိလားဆက်ရပါဟုတ်ဟုတ်အဲ့တော့ဒီ energy ကို saving လုပ်တဲ့အထက်မှာအရေးကြီးဆုံးကတစ်ခုကရေပါတဲ့။ဒါမှမဟုတ်ခန္ဓာကိုယ်ကိုရေဓာတ်တွေအများကြီးနဲ့တိစောက်ထားတာဖြစ်တယ်။နောက်ပြီးကဘာလုံးကြီးရလဲလောင်းလို့ရေရဲ့ဖွဲ့စည်းမှုတွေအများကြီးရှိ ရတဲ့ရေကလောင်းလို့ဒီ universe အနေနဲ့ပဲပြောပြောကိုကျမ်းမာရေးအနေနဲ့ပဲပြောပြောရေဓာတ်ဒီအရန်ကိုအရေးကြီးတယ်ရေကိုချိုးဖို့လိုတယ် internal external သွားဖို့လိုတယ်ပေါ့တောက်ဖို့လိုတယ်ရေချိုးဖို့လူတွေရေချိုးရတယ်ပတ်သက်လို့ကြာအော်ရေချိုးရဆိုတာဘာမှအရေးမကြီးဘူးဟိုရေမချိုးလိုက်လို့တခုဖြစ်တယ်လို့ဆိုတာမရှိဘူးလို့ပြောကြတယ်ဆိုပေမဲ့လောင်းလို့ရေကိုအတွင်းရောပြင်အောင်အမြဲလိုအပ်တယ်အဲ့ဒါဒီ energy cleansing ဖြစ်တဲ့အတွက်ကြောင့်မို့လို့လောင်းလို့ hydration ကိုလုံးဝလုံးဝမေ့ထားလို့မရဘူးရေကိုအမြဲတမ်းတောက်နေဖို့လိုတယ်ဒါပေမဲ့ ခွက်လိုက်ကြီးမတောင်းရင်တော့လောင်းတို့ပိုက်ကလေးနေရှိတယ် ဘူးတွေပေါ်လာတဲ့အတွက်အမြဲစစ်လုပ်နေပါတယ်အမြဲစစ်လုပ်နေဖို့လိုပါတယ်အဲနောက်ပြီးတော့ကိုရေတောက်တဲ့အခါမှာလည်းလီမွန်လေးတွေထည့်တာမျိုးတွေ energy ကိုကိုယ်အတွက်ပို့ပြီးတော့ boosting ဖြစ်စေရပေါ့နော်ဆိုတော့ဒါရေကအဲ့ထဲမှာအမြဲတမ်းပါပါတယ်အဲနောက်တစ်ခုကတော့လောင်းတော့အိတ်ဆက်ဖို့ပေါ့နော်အိတ်ဆက်ဖို့ကမဖြစ်မနေအရေးကြီးရခုနကပြောညာဘက်မှာ creative လုပ်တဲ့သူတွေအိတ်မထားအောင်ဆိုဘလို့မှသူ့ရဲ့အုံနောက်ကကြာကြာ creative မလုပ်နိုင်ဘူးပေါ့နော်အဲ့တော့10နှစ်လောက် creative လုပ်နိုင်မဲ့သူကအရေးကြီးမဆိုင်ဘူးဆိုလို့ရှိရင်9နှစ်လောက်ပဲသူလုပ်နိုင်ဆိုတော့ကို့ထဲကနေဖဲ့ပေးရတယ်ပေါ့နော် ဆိုအဲ့လိုမဖြစ်ဖို့အတွက်အရေးကအရေးကြီးတယ်နောက်ဆုံးတစ်ခုကကြတော့ဘာလဲဆို small joint တွေကဘဝမှာအမြဲတမ်းလိုတယ် small joint small joints လေးတွေပေါ့နော် small joints အဲအသေးစားပျော်ရွှင်မှုတွေပေါ့နော်ဆိုတော့အဲကိုတိန်ဆိုလို့ရှိရင်လည်းအခုအဲ့ဒါကိုအရင်ကယူဆိုင်တယ်လာဝန်ကြည့်ကြည့်နေရလေဟိုအလုံးလုံးသူပျော်ဖို့လိုတဲ့အရာလေးသူများကလည်းသူပျော်အောင်ပြောပေးတယ်စိတ်ချမ်းသာအောင်လုပ်ပေးတယ်ပေါ့နော်အဲ small joint တွေအရင်အရေးကြီးတယ်ဘာလို့ဆိုလူတွေကအလုံးလုံးတဲ့အခါမှာအရင် serious ဖြစ်အောင်လုပ်တယ်ဒီခါလေးသူများကိုအထင်ကြီးအောင်ဒါမှမဟုတ်ကိုကအဲ့လိုမန်နဲ့လုံးမရတဲ့အလုံးမျိုးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကို ့ဘဝမှာတရက်လုံးနေလို့မှ စက္ကန့်ပိုင်းတော့မပျော်လိုက်ရတဲ့ဘဝမျိုးတော့မလုပ်ပါနဲ့တဲ့စက္ကန့်ပိုင်းလောက်လေးပဲဖြစ်ဖြစ်ကိုဘဝမှာအဲဒီအပင်လေးကိုကြီးလိုက်ရတာဒီကော်ဖီလေးကိုတောက်လိုက်ရတာအဲကိုသဘောကျတဲ့အရာတစ်ခုတွေးလိုက်ရဒါလေးတစ်ခုကိုတော့ကို့အတွက်ကိုလုပ်ပေးပါဆိုတော့ဘဝမှာရှင်သန်ရတာမိသားစုအတွက်တို့ကို့အတွက်တို့ရှိတယ်ဒါပေမဲ့ကိုဒီကို့အတွက်ကိုအမြင်နဲ့အချိန်ပေးဖို့လိုတယ်ကို energy ကောင်းမှကိုကကောင်းတာပို့လုံနိုင်မယ်ဟိုကို့ပတ်ဝန်းကျင်ကိုလည်းအကောင်းဆုံးပေးနိုင်မှာဖြစ်တဲ့အတွက်ဒါလေးတွေကလောင်း energy boosting လေးပါဆိုတော့ရာသီဥတုအခုဆိုရင်နည်းနည်းလေးအုံမိုင်းတဲ့အချိန်ရောက်လာဆိုတော့လောင်းတော့နေရောင်ခြည်တိတ်မတွေ့ရတဲ့ ် energy ကတိတ်မရှိဘူးပေါ့နော်ဆိုတော့ဒီ energy ကိုရဖို့ကောင်းဖို့အတွက်ကို tips လေးပြန်ပြီးမျှဝေဖြစ်ပါတယ်အဲ့တော့အခုလောင်းစီကလည်းအမတို့လည်းအများကြီးလမ်းလေးလုံခွင့်ရတယ်အဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ညနေမှလမ်းလေးလုံနေတယ်ကိုလည်းပြန်ပြောတော့ပါတယ်လေပြောတယ်ပြောတယ်ဒါပေမဲ့ညီမတို့ပရိသတ်တွေအဲ့လိုမျိုးလေးကိုကနေတစင်ပြန်ပြီး share လုပ်ပေးချင်တယ် share လုပ်ပေးချင်တယ်အေးပါ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 โอเคပြီးပြီလား ဟုတ်ကဲ့ပြန်တော့မယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်စာနော်ဒီမှာစိတ်မစိုးနဲ့စိတ်စိုးလိုက်ကိမဆိုင် small joy small joy ကဲအဲ့ဒီနေ့ချစ်ချက်တိုင်းကတော့ကိုရီးယားရဲ့ဟာတာနှော်တဲ့ခန္ဓာလေးဟာတာမနှော်ပါဘူးဒါပုံမှန်ပဲလေအမေတို့မေးတာဘယ်လိုမျိုးနေတာပေါ့တော့လည်းတမီးပြော small joy small joy ကဲအဲ့တော့ခဏနေကြရင်တော့စလတ်တို့မင်းသမီးချောလေးတူဖိတ်ခေါ်ထားပါတယ်တွေ့ဆုံပြီးမှဖြစ်ပါတယ်ရှင်